ရုရှားအကြီးတန်းစစ်ဘက်အရာရှိတဦးသေဆုံးခဲ့တဲ့မော်စကိုမြို့စင်ဂျေဘုံဒေသကားဘုံးပောင်ကွဲမှုမှာပါဝင်မှုတန်တရားနဲ့ယူကရိန်းအထူးတပ်ဖွဲ့ဝင်တဦးကိုထိန်းသိမ်းခဲ့တယ်လို့ရုရှားလုံခြုံရေးအနာပိုင်းတွေက ပြောပါရယ်။တောက်ကြနဲ့ဘုံးပောင်ကွဲမှုနဲ့ပတ်သက်လို့အသက်၄၀နှစ်ရွယ်မျိုးသားတဦးကိုဖမ်းဆီးခဲ့တယ်လို့ရုရှားဖက်ဒရယ်လုံခြုံရေးဌာန FSB ကစနေနေ့မှာပြောကြားခဲ့ပါရယ်။ကားဘုံးပောင်ကွဲမှုမှာရုရှားစစ်တပ် စစ်စင်ရေးဌာနဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးယာဆိုဆလက်မော့စ်ကာလစ်တေဆုံးခဲ့ပါတယ်။တန်တရားရှိသူဟာမော်စကိုမြို့ရှိယူကရိန်းထောင်လန်း၏အဖွဲ့တီထောင်ထားတဲ့ဂိုဒေါင်တစ်ခုကပောက်ခွဲပစ္စည်းတွေတခုရရှိခဲ့ပြီးမော်တော်ကားတစ်စင်းမှတက်ဆင်ထားခဲ့တယ်လို့ FSB ကပြောပါတယ်။ရုရှားဒုတိယဗိုလ်ချုပ်ကြီးနေကနေထွက်ခွာချိန်မှာပောက်ခွဲပစ္စည်းကိုယူကရိန်းနိုင်ငံကပောက်ခွဲခဲ့တယ်လို့ FSB ကပြောပါတယ်။သူဟာညွှန်ကြားချက်အရ အခုနှစ်ဖေဖော်ဝါရီလမှာကာတစင်းယူခဲ့ပြီးဗီဒီယိုကင်မရာတစ်ခုနဲ့ဝန်တလုံးကိုနှင်းဝက်နေရာတစ်ခုကယူဆောင်ကကားနောက်မှာတက်ဆင်ခဲ့တယ်လို့တန်တရားရှိသူကပြောပါတယ်။ယူကရိန်းကျူးကျော်စစ်ဆင်တင်ပြီးနောက်ပိုင်းရုရှားနိုင်ငံမှာဘုံပန်ပွဲမှုဖြစ်စဉ်တွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ပြည်ထောင်နဲ့ဒီဇင်ဘာလအတွင်းမော်စကိုမြို့တော်မှာဘုံပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့လို့ရုရှားစစ်ဘက်အရာရှိနှုတ်ထေဆုံးခဲ့ပါတယ်။ တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာတောင်တရုတ်ပင်လယ်တွင်ရှိ အရေးပါတဲ့ဖိလစ်ပိုင်စစ်ဘက်စခန်းတစ်ခုအနီးအငင်းပွားတောင်စွဲတစ်ခုကိုသိမ်းပိုက်လိုက်တယ်လို့တရုတ်နိုင်ငံမှာမီဒီယာကဖော်ပြပါရယ်တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာတောင်တရုတ်ပင်လယ်တွင်ရှိအရေးပါတဲ့ဖိလစ်ပိုင်စစ်ဘက်စခန်းတစ်ခုအနီးအငင်းပွားတောင်စွဲတစ်ခုကိုသိမ်းပိုက်လိုက်တယ်လို့တရုတ်နိုင်ငံမှာမီဒီယာတွေကဖော်ပြပါရယ်တရုတ်နဲ့ဖိလစ်ပိုင်ဟာအငင်းပွားရေပိုင်နဲ့အတွင်း နာနေချီကြောင်ထိတိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီးဖနပိုင်ဟာလက်ရှိမှာအမေရိကန်နိုင်ငံနဲ့ပူးရဲစီရဲ့လက်ကျင်းမှုတွေပြုလုပ်နေပါတယ်။တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာဧပြီလထဲမှာစန်ဒီကေလိုခေါ်တဲ့တိုင်းစီယန်တောင်ဆွဲကိုထိန်းချုပ်ခဲ့တယ်လို့နိုင်ငံပိုင်ရုပ်သံဌာန CCTV ကဧပြီလ26ရက်မှာဖော်ပြခဲ့ပါတယ်။မကြာသေးမီလာရီအတွင်းတရုတ်နဲ့ဖိလစ်ပိုင်ဟာတောင်တရုတ်ပင်လယ်အတွင်းပိုင်းနက်နယ်မြေအငင်းပွားမှုတွေကြောင့်အပြန့်အလန့်အပြစ်ဖို့ခဲ့ပါတယ်။ ဖလပိုင်တပ်ဖွဲ့ဟာတီတုကျုံမော်ကတက်ဆွဲထားပြီးဖလပိုင်ဟာတရုတ်ရဲ့ကျူးကျော်တိုက်ခိုက်မှုကိုတံပြန်မှု2023ခုနှစ်မှာအဆိုပါကျုံမော်မှာကမ်းခြေဆောင်တပ်ဖွဲ့စောင့်ကြည့်စခန်းတစ်ခုဖွင့်လှစ်ခဲ့ပါတယ်ဧပြီ21ရက်မှာဖိလစ်ပိုင်နဲ့အမေရိကန်ဟာပထမဆုံးအကြိမ်ဖြစ်ဝေဟင်းနဲ့ဒုံးကျည်ကာကွယ်ရေးပါဝင်တဲ့ပူးရင်းစီရင်နေခြင်းမှုပြုလုပ်ခဲ့ပါတယ်။1950ခုနှစ်မှာကရေကတည်ရှိခဲ့တဲ့ နှစ်ဦးနှစ်ဖက်အကာအကွယ်ပေးရေးစာချုပ်ကိုနှစ်နိုင်ငံစလုံးကစောင့်ထိန်လိုက်နာမယ်လို့အမေရိကန်ကန်တက်အဖွဲ့ကဒုတိယဗိုလ်ချုပ်ကြီး James Kling ကပြောပါရယ်အမေရိကန်နဲ့ဖိလစ်ပိုင်တို့ရဲ့ဘူရက်စီရဲ့လက်ချက်မှုကဒေတာရင်းမဟာဗျူဟာမြောက်တည်ငြိမ်မှုကိုထိခိုက်စေတယ်လို့တရုတ်နိုင်ငံကပြောကြားခဲ့ပြီးဖိလစ်ပိုင်ဟာဒေတာပြင်းမရှိတိုင်းပြည်တွေနဲ့ပူးပေါင်းနေတယ်လို့ဆွဆွဲလိုက်ပါရယ်